အားလုံးမင်္ဂလာပါလက်ရှိကမ္ဘာရွှေဈေးတွေကျနေရတဲ့အကြောင်းရင်းတွေဟာဘာကြောင့်ကမ္ဘာရွှေဈေးတွေကျနေရလဲဆိုတာကို Novo MLAI နဲ့သုံးသက်ချက်စကားပြောအစီအစဉ်ကိုမိတ်ဆွေတို့ကိုပူပူတအနေနဲ့ကျွန်တော်မျှဝေပါတယ် AI ဖြစ်တဲ့အတွက်နည်းငယ်အဆင်မပြေတာရှိရင်သီးခံပေးကြပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ရွှေဈေးအကြောင်းနည်းနည်းလေးနည်းနည်းကြည့်ကြရအောင်လားဟုတ်ကဲ့ကောင်းပါတယ်ခုံးကဆိုရွှေဆိုတာ safe haven asset ပေါ့နော် အကူရတခုလိုဖြစ်သေးတာလေအခုကျတော့ဘာလို့ဈေးတွေဒီတော့ကျနေရတာလဲဆိုတာကိုဆွေးနွေးချင်တာပါဟုတ်ပါတယ်အဲ့ဒါစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပဲကျမတို့ရွှေဈေးခွဲချင်းစီဖြောင်းမှုနဲ့အနာဂတ်အလားအလားဆိုတော့တုံးတစ်ချက်ဆောင်မတဲ့ပုတ်ကိုအခြေခံပြီးတော့လေအခုဘာလို့ဒီလိုဖြစ်နေလဲရှေ့ဆက်ဘာဒီဖြစ်လာနိုင်ပြီလဲဆိုတာကိုကြည့်ကြတာပေါ့ကောင်းပါပြီအဲ့ဒီတုံးတစ်ချက်ကအချက်အလက်တော်တော်ဆန်းဆန်းလင်းလင်းပေးထားပါတယ်ဆိုတော့အဲ့ဒါကိုအခြေခံပြီးရွှေဈေးအတက်အကျ နောက်ွယ်ကအကြောင်းရင်းတွေနောက်ပြီးဖြစ်နိုင်ခြေတွေယင်းဒီမြုံနံသူတွေဘာတွေတတိထားတဲ့လဲဆိုတာတွေပိုရှင်းတော့အောင်ကြည့်ကြတာပေါ့လေကောင်းပါပြီကဲတဆုဆက်လက်ကြရအောင်အခုလက်ရှိရွှေစည်းတွေကြာနေတယ်ဆိုတော့အဓိကအကြောင်းတရားတွေကဘာတွေဖြစ်မလဲရှင်သုံးသက်ချက်ထဲမှာဘာတွေဖော်ပြထားလဲအဲအဓိကအချက်ကတော့လေကမ္ဘာအခြေအနေနည်းနည်းလေးတည်ငင်သွားတဲ့ပုံစံပေါက်လာလို့ပေါ့အဲအဲ့ဒါအဓိကပဲအာဟုတ်ကဲ့ဆုံးပါမှာထောက်ပြထားတာကဥမာယူရှာယူကရိန်းရဲ့60အဖြစ်ရက်လိုက်တာမျိုး ်음ပြီးတော့အိန္ဒိယပါကစ္စတန်ဂျာမာလည်းအခြေအနေနည်းနည်းအေးသွားတယ်။နောက်အမေရိကန်နဲ့တရုတ်ဂျာကုန်သွယ်ရေးဆွေးနွေးမှုတွေရှိလာတော့လေ။ဟိုရင်လို့စီးပွားရေးနိုင်ငံရေးမတည်ငြိမ်တော့ဘူးလား။ဆိုရဆိုရင်စိတ်တွေကနည်းနည်းယော့သွားတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒီခါကျတော့ရွှေကိုဘေးကင်းရာဆိုပြီးအရင်လိုအသေးအတန်းဝယ်စုတာမျိုးအဲ့ဒါမျိုးတွေနေသွားတာပေါ့။အာဟုတ်တော့ကောဒါကတဘာဝကြပါရဲ့။စိတ်ပူစရာနေသွားရင်အာမခံချက်တွားရွှေကိုအရင်လုံးမဝယ်ကြတော့ဘူးပေါ့။ ဒါပေမဲ့ဦးရင်ရောဒေါ်လာခိုင်မာလာတာတော့အမေရိကန်ဗဟိုဘဏ် Fed ရဲ့အတွန်းတွန်းကိစားတို့ရောအဲ့ဒါတွေလည်းပေါင်းမယ်ထင်တယ်နော်အတိအကျပဲအဲ့ဒါတွေကလည်းတော်တော်အရေးပါတဲ့အချက်တွေပဲအမေရိကန်ဗဟိုဘဏ် Fed ကလည်းငွေကြေးဖုံးပွားမှုထိန်းချင်တော့အတွန်းတွန်းကိုတော်တော်လေးမြင့်ထားတယ်အခုဆို0.5%လောက်ရှိပြီဟုတ်ကဲ့0.5%နော်ဆိုတော့အတွန်းတွန်းမြင့်တော့ဒေါ်လာကိန်းထိုင်းရအတိုးရတယ်လေအဲ့တော့ဒေါ်လာတန်ဖိုးကတက်လာတယ် ေါ်လာတန်ဖိုးတက်လာပြီဆိုရင်များသောအားဖြင့်ပေါ့ရွှေစည်းနဲ့ကပြောင်းမြောင်းချိုးကြတတ်တော့ရွှေစည်းကဖြစ်အောင်ဝင်လာတာပေါ့อืมအတိုးမရတဲ့ရွှေလိုကင်ထားမဲ့စားအတိုးရတဲ့ဒေါ်လာတို့တခြားဟာတွေပဲပိုစီဝင်စားထားကြတာပေါ့မှန်ပါတယ်ဒါမှမဟုတ်တခြားယင်းနှမျိုးနံမှုတွေပေါ့ပြီးတော့အမေရိကန်တရုတ်ကုန်တွေလေးကိစ္စကတော့တင်းမမှုယော့သွားတာကဘယ်လိုတက်ရောက်လဲဟုတ်တယ်အဲ့ဒီတင်းမမှုတွေယော့သွားတော့ယင်းနှမျိုးနံတို့တွေကအန်ဒီယေဆိုတာကိုအရင်လောက်ကြည့်မစိုးရင်ကြတော့ဘူး ြည့်တယ်လို့သူတို့ထင်တဲ့ stock စီးဆွဲကွက်လိုမျိုးတခြားပိုင်ဆိုင်မှုတွေဘက်ကိုပို့ပြီးရေးရေးတင်းတင်းပြောင်းရွှေ့လာကြတယ်။ဆိုတော့တားတဲ့အားလုံးစုပြီးတော့လက်ရှိရွှေစည်းအပေါ်မှာ fee အားတွေထည့်စေတာပါ။အော်ဒါဆိုအကြောင်းရင်းတွေကတော်တော်လေးစုံနေတာပဲနော်။ကမ္ဘာလိုင်းကရေးတင်းငွေမှုဒေါ်လာအတူနှုန်းကုန်တွေရေးအခြေအနေတွေအကုန်လုံးကချိတ်ဆက်နေတာပဲ။ကဲအခုဒီလောက်ကျနေတာက အောက်ဆုံးရောက်ပြီလား။ဒါမှမဟုတ်ဆက်ပြီးကျနိုင်နေလား။အလားအလာဘယ်လိုရှိသေးလဲ။ တုံးတက်ချက်ထဲမှာတော့စကြနိုင်ချက်ရှိနေတော့မယ်လို့ပြောထားတယ်ဗျဟုတ်လားအကြောင်းရင်းတွေကလည်းအခုဖီအားပေးနေတဲ့ချက်တွေနဲ့ဆက်ဆက်နေတာပဲဥမာပြောရင်ပေါ့လေကဘာစီမောရွက်ချင်းတွေကအခုတက်ပိုးတင်းငင်လာမယ်အမေရိကန်မှာအလောက်ကိုင်အခွင့်လန်းတွေဆက်ပြီးကောင်းနေအောင်မယ်စီဘောရွက်တိုးတက်မှုအားကောင်းနေမယ်ဆိုရင်လေဟုတ်ကဲ့ရွှေဝဲလိုအားကဆက်ပြီးတော့လို့တော်နိုင်သေးတယ်အဲ့လိုအခြေအနေမျိုးက fat ကို အတွန်းနှုံးမြင်နဲ့ဆက်ထားဖို့ ဒါမှမဟုတ်ထတ်တိုးဖို့တော့တွန်းအားပေးနိုင်တယ်အဲ့ဒါဆိုရွှေစည်းကဆက်ပြီးဖျားဝင်တော့မှာပေါ့ဟုတ်ကဲ့ဖက်ရဲ့အဒိုးနုံဆုံးဖြတ်ချက်ကတကယ်ကိုအဓိကစောင့်ကြည့်ရမှာပဲတန်လဲသုံးသက်ချက်ချဲမှာ life finance ရဲ့အနည်းပညာခွဲခြမ်းစိတ်ဖျားမှုဆိုတာလဲကိုးကားထားသေးတယ်နော် life finance ဆိုတာကဘလို့အဖွဲ့အစည်းမျိုးလဲသူတို့ခန့်မှန်းချက်ကရောဘာကိုညွန့်ပြနေရလဲရှင် life finance ကတော့ဒီကငွေကြေးစေကွက်ခွဲခြမ်းစီဖျားမှုတွေလောက်တဲ့အခွဲတစ်ခုပေါ့ သူရဲ့နီးပညာပိုင်းတုံးသက်ချက်အရာဆိုရင်ပေါ့နော်ရွှေဈေးကအေးပါတဲ့အမတ်တစ်ခုတအောင်းစာကိုအမေရိကန်ဒေါ်လာ3000နေရဆိုတဲ့အဆင့်အဲ့အောက်ကိုကျသွားပြီอืม3000နေရအောက်ရောက်သွားပြီဟုတ်တယ်ဆိုတော့ဒီအချိန်နဲ့ဆိုရင်နောက်ထပ်အောက်မှာရှိတဲ့ထောက်ပံ့မှုအဆင့်ဒီအဲ့ဒါကဒေါ်လာ3000နဲ့3040ကျော area အဲ့ဒီကြီးကိုစက်ပြီးကျသွားနိုင်တယ်လို့သူတို့ကတွတ်ပြထားတယ်ဟမ်3000ဆိုတာအခုလက်ရှိဈေးနဲ့ညီရင် ော်တော်လေးကြောက်အောင်မနော်စေဝင်စားစရာပဲဒါပေမဲ့တစ်ဖက်မှာလည်းအမေးနဲ့အနဲ့အမြင့်ဆိုတာရှိတာဆိုတော့လေဈေးပြန်တက်လာနိုင်တဲ့အကြောင်းရင်းတွေရောဘာတွေရှိနိုင်သေးလဲရှင်ရှိနေပါတယ်ရှိနေပါတယ်ဒါကိုလည်းသုံးသပ်ချက်မှထည့်ပြောထားတယ်ပထမဆုံးကတော့ငွေကြေးဖောင်းပုံမှုပဲဟွန်း inflation မို့ဟုတ်တယ်အမေရိကန်မှာငွေကြေးဖောင်းပုံမှုနှုန်းကနှစ်သက်မသုံးပစင်တီကျတော့လေဆိုပေမဲ့လေဒါက Fed ရဲ့ပြစ်မှတ်ချက်တော့နည်းနည်းလေးများနေသေးတယ် ီးတော့တကဘာလုံးအတိုင်းအတာနဲ့ကြည့်ရလဲဘဟုပန်ဒီရဲ့အရင်တုန်းကစီးပွားရေးကေဖို့ဆိုပြီးငွေတွေအများကြီးရိုက်ထုတ်ခဲ့တာရှိတယ်လေအဲ့ဒီမူဝါဒတွေရဲ့ရိုက်ခတ်မှုတွေကြောင့်ငွေကြေးတန်ဖို့ကြာမှကိုစိုးရိမ်နေစိတ်ကရှိနေတုံးပဲဟုတ်ကဲ့ဟုတ်ကဲ့စရောဒီလိုချင်းနေမှာရှေးကိုတန်ဖို့ထင်းတဲ့ပစ္စည်းတစ်ခုခေအားကိုချင်းစိတ်ကပြန်ပေါ်လာနေတာပေါ့တို့ပြောဘဟုပန်ဒီကိုတိုင်ကလေရွှေတွေဝယ်နေတယ်ဆိုတဲ့အချက်အဲ့ဒါလေတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်တေယုတ်ဘဟုပန်ပေါ့နော်ထထောင်းနေရှင်လေးခုတွေထွေမှာ ရွှေတန်ချိန်ထထောင်ကျော်ဝယ်စုခဲ့ရဲဆိုတာအများကြီးပဲဘာကြောင့်ဒီလောက်အများကြီးဝယ်နေကြတာလဲအဲ့ဒါတကယ်ကိုအရေးကြီးတဲ့အချက်ပဲဘ ਹੁ ပန်ဒီရဲ့ဒီလိုအဆက်မပြတ်ဝယ်လို့အာကရွှေဆွေးရတော့အောက်ချေမှာခိုင်ခိုင်မာမာခံဖေးရတဲ့အားတစ်ခုလိုဖြစ်နေတယ်၂020မှာအများကြီးဝယ်တယ်လို့2025မှာလည်းဒီအရှင်ကဆက်ရှင်နေနိုင်တယ်လို့ခန့်မှန်းနေကြတယ်ဟုတ်ကဲ့တို့ဘာကြောင့်ဝယ်လဲဆိုတဲ့ရည်ရွယ်ချက်ကတော့အတိအကျပြောဖို့ခက်ပေမယ့် အမျိုးမျိုးဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့ဆဲခွက်အကြောင်းကတော့ဝယ်လို့အားရှိနေသေးတယ်ဆိုရင်တက်တည်တစ်ခုပဲလေဟုတ်ကဲ့တခြားပြန်တက်နိုင်စေတဲ့အချက်ကတော့နောက်ဆုံးတစ်ချက်ကတော့ဟိုရင်ပေါ့ချိုးတင်ခမန်းလို့မရနိုင်တဲ့ကမ္ဘာအရေးအခင်းတွေပဋိပက္ခတ်တွေပြန်ပေါ်လာတာမျိုးပေါ့အော် geopolitical response ရိုးရိုးရပြန်ဖြစ်လာတာမျိုးဒါမှမဟုတ်မမျော်လင့်ထားတဲ့ပဋိပက္ခတ်အသစ်တွေပေါ်လာတာမျိုးအဲ့ရမျိုးဆိုရင်တော့ယင်းဒီမျိုးနိုင်ငံတွေက safe haven ဆိုပြီးရွှေဘက်ကိုချက်ချင်းပြန်လည်လာကြမှာပဲ အဲ့ဒီအခါရွှေစည်းကချက်ချင်းဆိုသလိုပြန်တက်လာနိုင်တာပေါ့။ဒါဆိုရင်အတက်ပဲရောအကျပဲရောဖြစ်နိုင်ကြီးတွေကပြင်တူးရှိနေတာပေါ့နော်။ခမန်းချက်တွေကိုကြည့်ရင်လည်းနည်းနည်းလေးရှုပ်သွားသလိုပဲ JP Morgan တို့ယင်းနှမြုံနှမှုပန်ကြီးကကြာလို့2025နှစ်ကုန်လောင်ဆိုရင်ရွှေစည်းက2950ကနေ3000ဒေါ်လာကြာပြင်ရောက်နိုင်တယ်လို့ခန့်မှန်းထားတယ်တဲ့။ဟုတ်တယ်။ ဒါမှမဟုတ်အခု၃တချက်တည်းရကြရော၃000ညောဒေါ်လာအောက်မှာစစ်ကြနိုင်ကြီးရှိနေလေလို့ဆိုပြန်ရောတာကိုဘလို့နားလဲရမယ်ရှင်အဲအဲ့ဒါရေတို့အမြင်နဲ့ရေရှည်အမြင်ကွာခြားချက်ကိုပြနေတာပါပဲ JB Morgan ရဲ့ခံမှန်ချက်ကရွှေရဲ့ရေရှည်တန်ဖိုးနဲ့အရေးပါမှုအဲ့ဒါကိုအတိမတ်ဖြူထားတာอืมငွေကြေးဖောင်းဖို့မှုတွေကဘာစီဘွားရေးမတည်ချာမှုတွေရှိနေသေးတော့ရေရှည်မှာရွှေကအားကိုးရအောင်မယ်လို့သူတို့ကမြင်နေတယ်ဒါပေမဲ့ လက်ရှိဆေးကွက်အခြေအနေရတော့လေစောစောကပြောခဲ့တဲ့အဒိုနုံတိစာတွေကပတိညင်မှုအရှင်ဒီကြောင့်ရေတို့မှာတော့ဖြစ်အားတွေများနေတယ်အဲ့တော့3000နဲ့ဒေါ်လာအောက်မှာစပီကြစီးနေကြီးရှိနေတယ်ဆိုတာကိုလည်းလက်ခံထားမှာပေါ့ဟုတ်ပါပြီဒါဆိုရင်ယင်းနီမှုနန်သူတွေအနေနဲ့အဓိကဘယ်အချက်တွေကိုမျက်ခြင်မပြတ်စောင့်ကြည့်နေတယ်လဲရှင့်အဓိကကတော့ဖက်ရဲ့အဒိုနုံဆိုးဖြတ်ချက်တွေပါပဲအထူးသဖြင့်လာမယ့်ဇွန်လအစီအွေမှာပေါ့ အတွုံးုံးကိုစပြီးရှော့ချမလားဒါမှမဟုတ်အခုနုံအတိုင်းဆက်ထင်းထားအောင်မလားဆိုတာကိုစေကွက်ကအရင်စိတ်ဝင်သားသားစောင့်နေကြတယ်ဟုတ်ကဲ့ဇွန်လရှိဝေးနော်ဟုတ်ပါပဲနောက်ပြီးတော့ဒီရုပ်နိုင်ငံရဲ့ရှိဝေလိုအားအခြေအနေသူတို့ဝေလိုအားကအရင်လိုအားကောင်းနေသေးလားလျော့သွားလားအဲ့ဒါလေအရေးကြီးတယ်ပြီးတော့ဟိုကမ္ဘာပထဝီနိုင်ငံရဲ့အခြေအနေအပြောင်းအလဲတွေအဲ့ဒါတွေကိုလည်းအနီးကပ်စောင့်ကြည့်ဖို့လိုတာပေါ့ဟုတ်ကဲ့ ရင်းနှီးမြှုပ်နှံလို့တဲ့အတွက်လက်တွေ့ကြကြအကြံပြန်ပေးရမယ်ဆိုရင်တော့ဘာဖြစ်မလဲရှင်အရေးကြီးဆုံးကတော့လေရွှေစည်းကွက်တင်မဟုတ်ဘူးဘယ်ရင်းနှီးမြှုပ်နှံမှုမှမဆိုအပြောင်းလဲကမြန်နိုင်တော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုတနည်းအားဖြင့်စုပြုံမထားဖို့ပဲအာ diversification လုပ်ဖို့ပြောတာနော်ဟုတ်ပါတယ် diversification ပေါ့ဆိုလိုတာကကိုယ့်ပိုင်ဆိုင်မှုတွေကိုရွှေ stock အင်ချမ်းမီငွေစုစာချုပ်စသဖြင့်ပေါ့လေအမျိုးစားလေးလေးခွဲပြီးမြုံနံထားရင်တကုတ်ခုကအခြေအနေမကောင်းရင်တော့တခြားအရာတွေကထိန်းသွားနိုင်တယ်ကိုယ့်ရဲ့စုစုပေါင်းစွန့်စားရနိုင်ချေ risk ကို short ချတာပေါ့ရွှေကအဲ့ဒီတွေကအစိပ်ပိုင်းတစ်ခုပဲဖြစ်တင်တယ်လေကောင်းပါပြီတကယ်လို့ရွှေကိုမဝဲခြင်းပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ဘလို့အကြံပြုထားလဲ um လက်ရှိဈေးကအနေထားရတော့ချက်ချင်းကြီးမဝဲသေးပဲနဲ့ပေါ့ဈေးနှုန်းကနည်းနည်းထက်ကြလာနိုင်ချေရှိတယ်ဆိုတော့စောင့်ကြည့်ပေါ့ အကြံပြုထားတာတုံးတက်ချက်ရဆွင်းတော့ဒေါ်လာ3000နဲ့3000အရကြာအဆင့်လောက်အထိကျဆင်းလာမယ့်အချင်းကိုစောင့်ဆိုင်းပြီးမှဝယ်ဟုစဉ်းစားရတာပိုတင့်တော့နိုင်တယ်လို့ဆိုထားပါတယ်လေဟုတ်ကဲ့3000နဲ့3000တွေ့ရကြပေါ့ဒါပေမဲ့ဒါကလည်းခမှန်းချက်တက်တက်ဖြစ်ဖြစ်တော့ဈေးဝက်ကအမြင်နဲ့ပြောင်းလဲနိုင်တယ်ဆိုတော့တော့တတိပြုရမှာပေါ့ဟုတ်ကဲ့ပါရှင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်ပြန်ကြည့်ရရင်လက်ရှိရွှေဈေးကျဆင်းမှုက တပတ်မှာကဘာနိုင်နိုင်ရင်းနဲ့စီးပွားရေးတည်ငြိမ်မှုလက္ခဏာတွေပြီးတော့အတိုးနှုန်းမြင့်တက်မှုတွေရဲ့အကျိုးဆက်ကိုပြနေတယ်ပြီးတော့ဒေါ်လာ3200အောက်ကိုဆက်ကျနိုင်တဲ့အလားအလာလည်းရှိနေတယ်ပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့တချိန်တည်းမှာပဲအဲ့ဒီကြာဆင်းမှုကိုတစ်ဖက်ကနေထိန်းထားနိုင်တဲ့ဒါမှမဟုတ်ပြန်ပြီးသွန်းတက်နိုင်တဲ့အကြောင်းရင်းတွေရှိနေပြန်ရောဟုတ်ကဲ့အဲ့ဒါတွေကတော့ငွေကြေးဖုံးဖုံးမှုဆိုရင်စိတ်တည်ရှိနေသေးတာကဘာဘိုးဘန်ဒီရဲ့မနှမ်းလာတဲ့ဝဲလိုအားတွေ နောက်ပြီးတော့ဘယ်အချိန်ဘာဖြစ်လာမယ်မှမသိနိုင်တဲ့ဟိုကမ္ဘာနိုင်ငံရဲ့ခြေအနေတွေပေါ့ဆိုတော့ပြောရရင်ရေရောမှာဆေးကအကြဘက်ကိုနည်းနည်းရင်းနေပြီမြင့်ရေရှည်မှာတော့ရွှေဟာဆေးကွက်မတည်ငြိမ်မှုတွေကိုကာကွယ်ပေးနိုင်တဲ့အရေးပါတဲ့ပိုင်ဆိုင်မှုတစ်ခုအဖြစ်သူနီယာနဲ့သူဆက်ရှိနေအောင်မှာပဲလို့ဆိုနိုင်ပါတယ်ဒါနေ့လေဒီဆွေးနွေးမှုအဆုံးသက်ခါနေမှာစောစောကပြောခဲ့တဲ့ဘိုးဘာနေရဲ့ရွှေဝဲလိုအောက်ကိစ္စကိုပြန်စဉ်းစားမိတယ်ဆေးကကြနိုင်တယ်လို့ခန့်မှန်းချက်ရှိနေတဲ့ကြားက အတိုးနှုံးနေလဲမြင်နေတဲ့ကြားကသူတို့ဘာကြောင့်ရွှေတွေကိုဒီလောက်အများပြားကြီးစက်ဝင်နေကြတာလဲအဲ့ဒါတော်တော်လေးစဉ်းစားစရာပဲနော်အဲ့ဒါဒီကေကိုစိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းတစ်ခုပဲဒီသုံးသက်ချက်ထဲမှာဖော်ပြထားတဲ့အကြောင်းပြချက်တွေဝမငွေချေဖုံးပေါ်မှုကိုကာကွယ်ဖို့တို့မတည်ငြိမ်မှုအတွက်ကြိုတင်ပြင်ဆင်ဖို့တို့ဆိုလာတဲ့အပြင်ပေါ့လေဟုတ်ကဲ့ဒါတဲ့ပို့ net shine ရေရှည်မဟာဗျူဟာအမြင်တွေများသူတို့မှရှိနေမလားပေါ့ ဥပမာကမ္ဘာငွေကြေးစနစ်မှာအမေရိကန်ဒေါ်လာရဲ့အခန်းကဏ္ဍပေါ်သူရဲ့အမြင်ပြောင်းလာတာမျိုးလားဒါမှမဟုတ်ဒေါ်လာပေါ်မိခေါမှုကိုရှော့ချလျင်ကျိုးပေါက်မှုတစ်စိတ်တစ်ပိုင်းလားအော် de-dollarization သဘောမျိုးလားဟွန်းအဲ့လိုမျိုးလားဒါမှမဟုတ်ကိုယ်နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကိုပိုပြီးအမျိုးစားစုံအောင်လုပ်နေတာမျိုးလားဒါကတော့ဒီဆွေးနွေးမှုအလုံးမှာစက်ပြီးစဉ်းစားစရာလေ့လာစရာအကောင်းဆုံးအချက်တစ်ခုပဲဖြစ်မှာပါဗျာ။